မင်္ဂလာပါရှင်။ဘောင်မခေတ်တဲ့တရင်ဌာနမှာပြန်နေကြိုးလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းဒုသတင်းများကိုအချိန်နဲ့တပြေညစ်တင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။အခုတခါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်နဲ့ကရင်တွင်စစ်တပ်ကစစ်မှုရန်အပတ်စဉ်စနေအတွက်လူငယ်များကိုမဲနိုင်ခိုင်းနေပြီးငွေကြေးချိန်ချောက်တောင်းယူမှုများအကြီးအကျယ်ဖြစ်နေပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရှမ်းကုန်းတိုင်းနဲ့ကရင်ပြည်နယ်တွင်အစံဘက်စစ်တပ်ကစစ်မှုရန်အပတ်စဉ်စနေအတွက်မဲနိုင်ရွေးချယ်နေပြီးမဲပေါက်သူများကိုစစ်မှုမထမ်းလိုလင်းတော်သကောင်ရွှေဆိုင်လိုလင်းတော်၎င်းတဦးလင်းငွေကျပ်15သိန်းပေးရသောငွေကြေးပေးဆောင်ခဲ့ရသူများကရှမ်းကုန်းခေတ်သစ်တွင်ဌာနထံသို့ပြောဆိုသည် ဧပြီလ9ရက်နေ့တွင်အရှိတကုံမြို့နယ်အမှတ်17ရပ်ကွက်တွင်စစ်တပ်ကခန့်ထားသောရပ်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကလူငယ်များကိုတရင်တက်တရင်စင်လိုက်လံမဲနိုင်ခိုင်းခြင်းဖြစ်ကြောင်းထို့သောမဲနိုင်ခိုင်းစဉ်မဲပေါက်သည့်လူငယ်များကိုစစ်မှုမထမ်းလိုပါကတောင်းလင့်ငွေကျပ်15သိန်းပေးရပြီးမဲမပေါက်သည့်လူငယ်များကိုတအူးလင့်ငွေကျပ်10000တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရသည်။ စစ်မှုထမ်းရဲမဲပေါသူများနဲ့မဲမပေါသည့်လူငယ်များတန်းမှာရွက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ကပတ်စံတိုက်ရိုက်တောင်းယူခြင်းမဟုတ်ဘဲကိုယ်စားလှယ်များဆေလွေပတ်စံများလိုက်လံကောက်ခံခိုင်းခြင်းဖြစ်ကြောင်းသိရသည်။ အခုကသူတို့အုပ်ချုပ်ရေးမှုမပါပဲယမိယဖဆေးဦးအဖွဲ့နယ်လာတာအရှိတကုံ17ရက်ကွက်မှာပါနှစ်ဦးမဲပေါက်သွားတယ်လို့သိရတယ်တယောက်ကတပင်ရွှေထင်းလန်းကနောက်တစ်ယောက်က AR လန်းကလို့သိရတယ်မဲပေါက်လို့စစ်တယ်မလိုက်ချင်းတဦးကို15သိန်းပေးရတယ်မဲမပေါက်တဲ့အိမ်တွေက10000ပေးရတယ်ပတ်စံလိုက်ကောက်တော့သူတို့မလာဘဲနဲ့လမ်းမှုမိမတွေလိုက်ကောက်ခိုင်းနေယမိယဖအဖွဲ့ဆိုပြီးတော့လေဟုတ်ဒေတာပြည်သူတို့ကပြောဆိုသည် ထို့ပြင်တာဂေတာမြို့နယ်ရင်းအကျန်းဘတ်စစ်တပ်၏မြို့နယ်စစ်မှုထမ်းစင်ခေါ်ရဲဘွဲကစစ်မှုထမ်းရဲ့အကျုံးဝင်နေသောလူငယ်များကိုအမြင့်စင်းတင်သွင်းရန်စင်ခေါ်စာများပေးပို့နေကြောင်းဒေသဖြစ်သူများကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည် ဧပြီလ10ရက်နေ့နောက်ဆုံးထား၍တာဂိတမြို့နယ်တွင်ရှိစစ်မှုထမ်းရဲ့လူငယ်များ၏အမည်စင်းကိုတောင်းခံထားခြင်းဖြစ်ပြီးရက်ွက်အုပ်ချုပ်ရေးမှုကလိုင်းလံပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ထို့သူခရင်ပြည်နယ်ဗန်မြို့ပေါ်ရှိရက်ွက်များတွင်လည်းအစံပတ်စစ်တပ်ကအုပ်ချုပ်ရေးမှုများကစစ်မှုရန်အပတ်စဉ်စနေအတွက်မဲနိုင်ရေးချေခြင်းများလှုပ်ဆောင်နေကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ6ရက်နေ့ကစတင်ကဗဟန်မြို့ပေါ်ရှိအမှတ်1ရပ်ကွက်တွင်ရဲပြုတ်အုပ်ချုပ်ရေးမှုစိုးမျိုးဦးဆောင်ကစမူရန်ပတ်စင်စနစ်အတွက်လူငယ်များကိုမဲနိုင်ခိုင်းနေခြင်းဖြစ်ကြောင်းသိရသည်။ ဗန်အမျိုးပေါ်ရက်ကွက်ကိုကိုရှိပါတယ်အခုဧပြီလ6ရက်နေ့ကစပြီးဗန်အမျိုးအမှတ်၁ရက်ကွက်မှာစပြီးမဲနိုင်နေပါတယ်ပြင်းရင်အိမ်ကိုချိတ်ပိမ့်မယ်ထောင်သုံးနဲ့ချမယ်လို့အုပ်ချုပ်ရေးမှူးကပြောပါတယ်အမှတ်၁ရက်ကွက်အုပ်ချုပ်ရေးမှူးရဲပြုတ်စိုးမြင့်ကိုဦးဆောင်ပြီးလုပ်နေတာဗန်အမ်မှာသူပဲဒီကစားလို့တာပါအုပ်ကြီးကမဘာသာအမားခံမှာမဲနိုင်တဲ့နေရာမှာမျှတမှုမရှိပါဘူးအုပ်ကြီးရိုင်းမှုတွေနဲ့မတဲတဲ့သူတွေကိုသာလူရွေပြီးနှိုက်ခိုင်းပါတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည် ဆလဘိမင်္ဂလာတုံမြို့နယ်တန်နယ်မူယုံမှာစစ်တပ်ကလေကင်ကားကိုအဝေးထိန်မှပြဖောက်ခွဲတိုက်ခတ်မှုစစ်ကောင်စီဘက်မှထိခိုက်မှုရှိနိုင်ဆွေတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်တန်နယ်မူယုံမှာစစ်တပ်လေကင်ကားကိုအဝေးထိန်မှဆွဲဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအစံမဲ့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း Operation Flame မှတောင်းရှိသူတို့ကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည်။ ရှမန်နေဧပြီလ9ရက်နေ့ည9:30မိနစ်အချိန်မင်္ဂလာတုံမြို့နယ်တပ်နယ်မှုရုံမှစစ်တပ်လေကင်းကားကတပ်ဆိုင်ရာတပ်နယ်မြေတွင်သို့ဝင်ရောက်လာစဉ် Operation Flame တော်လှန်ရေးပေါ်များကအဝေးတိုင်းမှဖြင့်ဖောက်ခွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုအတွင်းစံဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိသောလည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လှန်ရေးပေါ်များအခြေခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ င်္ဂလာတော်တန်းတယ်မှုရုံကိုဖောက်ခွဲတိုက်ခိုက်တာလှေကင်းကားကပြန်အဝင်ကိုချိန်ခိုက်မိုင်းသုံးပြီးပြုလုပ်ခဲ့တာပါမိုင်းကတလုံးပဲ꿰တယ်꿰တဲ့တလုံးကလည်းကားအဝင်ကိုချိန်ခိုက်မိလိုက်ပါတယ်စိတ်ခွေးရီထိခိုက်မှုရှိပါတယ်မိုင်း꿰ပြီးတဲ့ချိန်စိတ်ခွေးရီချက်ချင်းရောက်လာလို့လျဲဘော်တွေအမြန်ပြန်ဆုပ်ခဲ့ရပါတယ်ဟု Operation Frame မှတောင်းရင်ရှိသူတို့ကပြောဆိုသည် Operation Flame ဖွဲ့အနေဖြင့်ရန်ကုန်တော်လိုင်းမှာမိများအားလုံးနဲ့အတူလက်တွဲပြီးအစံဖက်စစ်တပ်ကိုအချိန်မြင့်တိုက်ခိုက်ချိန်မုံသွားမိဖြစ်ကြောင်းသိရှိရပါတယ်ရှင် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မျိုးနဲ့တခုလုံးကို KIA ဦးဆောင်သောတော်လိုင်းတက်များကအပိသက်တိုက်ခိုက်သိမ်းပိုက်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းအင်တော်မြို့နယ်တစ်ခုလုံးကို KNU ဦးဆောင်သောတော်လိုင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုင်လိုက်ပြီးဖြစ်ကြောင်း KNU ရှေ့နန်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနထံတို့တီးပြပြောဆိုသည်ရှမန်နေ့ဧပြီလ9ရက်နေ့ညပိုင်းတွင်စကိုင်းတိုင်းအင်တော်မြို့ကို KNU ဦးဆောင်သောတော်လိုင်းတပ်များကအပိသက်တိုက်ခိုက်သိမ်းပိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည် သတင်းကဒီနေ့မနက်လောက်မှအတေပြုတ်ထုတ်ပြန်ဖို့နဲ့ဖြန့်ဖို့ပါဒါပေမဲ့မြေပြင်ကသတင်းကထိမနိုင်တော့လို့သတင်းပေါက်သွားတာစစ်ကောင်စီကတော့တနေကုန်လေရင်တွေနဲ့ဘုံတွေတောက်ရှာလာခြင်းနဲ့ဘုံကျဲတာစုစုပေါင်း59ကျင်းလောက်ရှိတယ်ဟု KNY ရှေ့ရန်သတင်းရင်းမြစ်ကပြောဆိုသည် အင်းတော်မျိုးကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစာရေး KNU ဦးဆောင်သောတော်လိုင်းတပ်ဖွဲ့များကဝန်ရတိုက်ခိုက်ခဲ့ရာဩဂုတ်လ24ရက်နေ့နံနက်ပိုင်းတွင်အင်းတော်မျိုးရဲစခန်းထရိုယုံနဘာလန်စုံနှင့်နဘာယောင်ဖုန်ကြီးကျောင်းရှိစစ်စခန်းများကို KNU ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းအင်းတော်ရဲစခန်းနှင့်ထရိုယုံမှထွက်ခွာသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှအင်းတော်မျိုးရှိဒေသကဂျမန်လိုင်းကိုတွင်တပ်မ89အီရှေ့တန်းဌာနချုပ်အဖြစ်ခန့်စစ်လောက်ခခုခံခဲ့ကြောင်းအင်းတော်မျိုးရှိအစံဖက်စစ်တပ် နောက်ဆုံးလက်ကျန်စကန်ဖြစ်သောဂျပန်လိုင်းကိုစကန်ကုန်းကို KIU အိုးဆောင်သောတော်လိုင်းတပ်များက9လကျော်တိုက်ခိုက်ပြီးနောက်သိမ်းပိုင်ရရှိကာအင်းတို့တနယ်လုံးတွင်စစ်ကောင်စီတပ်ကင်းစင်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။အင်းတို့ကိုခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရတဲ့စစ်ကူစစ်ကြောင်းတွေကိုလည်းအကြိမ်ကြိမ်ကြာပြတ်တိုက်ခိုက်ခဲ့တဲ့ကိုဘက်ကလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်ဟု KIU ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုသည်။ ဆလဘင်းစကိုင်းမြို့အနေကိုဗဟုပြုလှုပ်ခတ်ခဲ့သောစကိုင်းငလင်းကိုမန္တလေးငလင်းဟုစစ်ကောင်စီကအမည်သတ်မှတ်လိုက်ပြီးမီဒီယာများကပါတုံ့နှုံရန်ဖိအားပေးလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းမြို့အနေကိုဗဟုပြုလှုပ်ခတ်ခဲ့သောစကိုင်းငလင်းကိုမန္တလေးငလင်းကျေးဟုခေါ်ဝေါ်ရန်စစ်ကောင်စီကအမည်သတ်မှတ်ကြောင်းအစံဘက်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်စောမင်းထုံးကထုတ်ပြန်ပြောဆိုသည်။ စိတ်ကောင်စီကမန္တလေးငလင်ကြီးကိုအမိပေးထားတော့လေလက်တွေ့ရင်းငလင်မှာစကိုင်းမြုပ်အနည်းကိုအတိတ်ကဘို့ပြုတ်ရလှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်မတ်လ28ရက်နေ့မွန်းလွဲ12:50မိနစ်အချိန်တွင်စကိုင်းမြုပ်၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာမြောက်30ကီလိုမီတာဘို့ပြုတ်ရင်ပြင်ရ9.8အဆင့်ရှိလှုပ်ခတ်ခဲ့သောငလင်ကြောင့်စကိုင်းမန္တလေးနေပြည်တော်အပေါင်းမြန်မာနိုင်ငံအလဲပိုင်းဒေသများတွင်လူသေးဆုံးမှုများနဲ့ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ရပြီးနောက်အစံဘက်စစ်ကောင်စီကရင်းငလင်ကိုမန္တလေး ငလင်ကြီးဟုခေါ်ဝေါ်သုံးဆွေးရန်တတ်မှတ်ခြင်းဖြစ်ကြောင်းထုတ်ပြန်လာခြင်းဖြစ်သည်။သတင်းမီဒီယာများအနေဖြင့်လည်းစစ်ကောင်စီကတတ်မှတ်ထားတဲ့အတိုင်းမန္တလေးငလင်ကြီးဟုသာသုံးဆွေးရန်လည်းစောမင်းကျွန်းကဖိအားပေးချင်းချသည်။မီဒီယာများအနေနဲ့ကလည်းငလင်ကြီးကိုရည်ညွှန်းခေါ်ဆိုသုံးဆွေးရေးသားရမှာမန္တလေးငလင်ကြီးလို့ရေးသားပေးကြဖို့မြစ်တာရက်ခံလိုပါတယ်ဟုအကြမ်းဖက်စောမင်းကျွန်းကပြောဆိုသည်။ ပြည်ရင်းနဲ့ပြည်ပဘူမိဗေဒငလင်ကျွမ်းကျင်ပညာရှင်များကမတ်လ20ရက်နေ့လှုပ်ခတ်ခဲ့သောငလင်မှာစကိုင်းပြည့်ရကြောင့်အထူးကလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းစကိုင်းမြို့အနီးကိုအထူးကဘိုးပြူရလှုပ်ခတ်ခဲ့ကြောင်းသတင်းများကထုတ်ပြန်ပြောဆိုခဲ့ကြသည်စကိုင်းမြို့အနီးကိုဘိုးပြူလှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင်းလက်ရှိအချိန်ထိလူဦးရေ3500ကျော်သေဆုံးခဲ့ပြီးထောင်ချီ၍ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်ရှင် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့ခင်ဦးနဲ့တောင်သားတွင်စစ်တပ်တပ်ဆွဲထားသောပြင်းထန်ပြူစောထေးရွာနှင့်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းခင်ဦးမြို့နယ်ပြင်းထန်ပြူစောထေးရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းပြည်သူ့ကောင်ရဲအဖွဲ့ရေဦးမြို့နယ်ပကဖတောင်ငန်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ၄ရက်နေ့မွန်လွဲ2:50မိနစ်ခန့်တွင်ခင်ဦးမြို့နယ်ပြည်တော်ပြူစောတီရွာကိုရှေးဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကလက်နက်ကြီး80မမ55လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်ချမ်းဘက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတော်လိုင်းရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ အလားတူမန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ပြူစောတီများကိုဇာပြက်တိုက်ခိုက်ခဲ့ကြောင်းတောင်သာ People Defense Force ကပြောဆိုသည်မတ်လ25ရက်နေ့တွင်မြင်းကျန်မြို့နယ်မှာတောင်သာမြို့နယ်နန်းမြင့်တောင်စီစစ်ကြောင်းထိုးလာသောအင်အားတရာကျော်ခန့်ပါရှိသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတောင်သာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကဇာပြက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှအထိနာသောကြောင့်မိထီလာလေးတပ်မှ Jet Fighter ဖြင့်နှစ်ကြိမ်ပုံးကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ ှာထိခိုက်သေးဆုံးမှုအရေးအတွက်ကိုတည်ပြုနိုင်ခြင်းမရှိဘဲတွန်လင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။